အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်းပြန်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာကျွန်တော်ကကိုယ့်ရဲ့အိမ်မှာရှိတဲ့ air con စနစ်ဆိုလာစနစ်ဒီကိုယ့်ရဲ့အိမ်မှာရှိတဲ့အသုံးပြုတဲ့လျှပ်စစ်ပစ္စည်းတွေရဲ့ဒီ water bowl တွေကိုကျွန်တော်တို့တွေတွက်ချက်ပေးတဲ့ဒီ software လေးနဲ့ကျွန်တော်လာပြီးမိတ်ဆက်ပေးတာဖြစ်တယ်ပေါ့နော်ထုံးစံအတိုင်းပဲဒီ software ကိုကျွန်တော်တို့တွေဒီမြန်မာဘာသာနဲ့အသုံးပြုလို့ရတယ်ပေါ့နော်ဒီကောင်းလေးပဲဖြစ်ပါတယ်နော် ဒီအရင်ဗီဒီယိုတွေမှာကျွန်တော်ပြောခဲ့သလိုမျိုးပဲကျွန်တော်တို့တွေဒီ software ကို Play Store မှာကျွန်တော်တို့တွေ download သွားဆွဲလို့ရတယ်ကျွန်တော်တို့တွေ download သွားဆွဲတဲ့အခါမှာဒီကျွန်တော်တင်ထားပေးတဲ့ဒီ software ရဲ့ပုံလေးကိုပေါ့နော်တည်တည်ချာချာလေးကြည့်ပြီးမှပဲ download ဆွဲဖို့လိုတယ်။တခြားစင်တူယူမှာဒီ software ကို download သွားဆွဲတဲ့အခါကျရင်မြန်မာစာမရနိုင်တာတွေပါလိမ့်ရှိတယ်ပေါ့နော်။အဲ့ဒါအဲ့ဒါဆိုတော့ကျွန်တော်တို့တွေကအရင်ဦးဆုံး Play Store ထဲကိုတစ်ချက်အရင်ဝင်လိုက်မယ်။ပြီးရင်ကျွန်တော်တို့တွေကဒီ search bar မှာပေါ့နော်ဒီ H O M E home E L E C T ဒီဒီကောင်လေးပေါ့နော်အဲအဲ့ဒီကောင်လေးအဲ့ဒီအဲ့ဒီဟာလေးကိုကျွန်တော်တို့တွေရှာလိုက်မယ်ပေါ့နော်အဲ့ဒီကောင်လေးတဲကိုကျွန်တော်တို့နှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့အပေါ်ဆုံးမှာဒီပေါ်လာပြီပေါ့နော်ဒီကောင်လေးပေါ့နော်ခေဆိုတော့ကျွန်တော်ကဒီ download ဆွဲဆွဲထားပြီဖြစ်တဲ့အတွက်ကျွန်တော် download မဆွဲတော့ဘူးပေါ့နော်ဆိုတော့ဒီကျွန်တော်တို့တွေကဒီလိုမျိုး download ဆွဲပြီးတဲ့အခါကျရင် software လေးတွေကိုဝင်လိုက်မယ်ဒီ software တွေကိုဝင်တဲ့အခါကျရင်ဘောနော်ဒီကျွန်တော်ကတော့ဒီ software ကို download ဆွဲပြီးစမ်းသုံးထားတာဖြစ်တဲ့အတွက်ဘောနော်ဒီဒီလိုမျိုးပုံစံဖြစ်မယ်တကယ်လို့ကိုက Play Store ကနေအရင်ဦးဆုံးဒီ download ဆွဲတဲ့အခါကျရင်ဘောနော်ကျွန်တော်တို့ဒီ software က ဒီကျွန်တော်တို့တွေကိုအရင်အဆုံးဘာသာစကားတွေပါတွေရွေးခိုင်းမယ်အဲ့ဒါကြရင်ကျွန်တော်တို့တွေကဘာသာစကားရွေးတဲ့နေရာမှာကျွန်တော်တို့တွေကမြန်မာဘာသာကိုရွေးပြီးဆိုရင်ကျွန်တော်တို့တွေဝင်သွားလိုက်ရုံပဲပေါ့နော်ဆိုတော့ကဒီမှာဆိုရင်အများကြီးရှိရှိတယ်ပေါ့နော်ဒီအိမ်သုံးလျှစစ်ပေရှိမယ်နေအိမ်မီးဆက်ဒီဇိုင်းရှိမယ်ပေါ့နော်ဒီကျွန်တော်တို့တွေဆိုလာရှိမယ်ဒီဘက်ထရီတက်တန်ကဏ္ဍတွက်ဆက်တွေရှိမယ်အေယာကွန်ပြေရှိမယ်ပေါ့နော်ဒီရေစုပ်ဆက်မြင့်ကောင်ရေရှိမယ်ပေါ့နော် ဒါဆိုတော့ကဒီ software ကိုကျွန်တော်တို့အသုံးပြုတဲ့အခါကျရင်ကြော်ညာတွေပါတယ်တော့နည်းနည်းပါးပါရှိတယ်ပေါ့နော်ဆိုတော့ဒီမှာနော်ကြော်ညာတွေပါတယ်နည်းနည်းပါးပါ ရှိတယ်ဒီမှာတော့ကျွန်တော်တို့ဘာသာစကားတွေပါတယ်ပြောင်းတဲ့နေရာတွေပါတယ်ရှိတယ်နော်ဒါဆိုတော့တကယ်လို့ဒီ software ကိုကျွန်တော်တို့ပထမဆုံးဝင်တဲ့အခါကျရင်ဒီလိုမျိုးစာတိုင်းနဲ့ပေါ်လာမယ်ပေါ့နော်ဒါဆိုတော့ကျွန်တော်တို့တွေကဒီ မြန်မာဆိုပြီးဆိုကျွန်တော်တို့ဒီမှာเนาะမြန်မာဆိုမြန်မာလိုပဲเนาะအင်္ဂလိပ်လိုတောင်မဟုတ်ဘူးသူတို့တွေမြန်မာစာနဲ့မြန်မာလိုရေးထားတယ်ပေါ့เนาะမြန်မာကိုကျွန်တော်တို့အတီးပြူပြီးရင်နောက်တစ်ခုကိုကျွန်တော်တို့တွေနှိပ်ပြီးဆိုရင်ဝင်သွားလိုက်ရုံပဲပေါ့เนาะโอเคဒါဆိုတော့ဒီကျွန်တော်တို့တွေဒီ software ကိုအသုံးအသုံးပြုတဲ့ခါကျရင်ဒီ internet ကိုပိတ်ထားပြီးသုံးမယ်ဆိုရင်တော့ပိုအဆင်ပြေမယ်เนาะဘာဖြစ်လဲဆိုတော့ဒီကြော်ညာတွေပါတယ်လေကြော်ညာတွေပါတယ်ကခဏခဏတက်လာတဲ့အတွက်ပေါ့เนาะဒါဆိုတော့ကျွန်တော်တို့တွေဒီမှာဒီ ဘက်ထရီတက်တာကဏ္ဍတွက်ဆက်ဒါဆိုတော့ကျွန်တော်တို့တွေဒီသူ့ထက်ခိုင်းနေပေါ့နော်ကျွန်တော်တို့တွေကိုယ့်ရဲ့ပတ်ဝန်းကျင်အပူချိန်ကဘယ်လောက်ရှိလဲကျွန်တော်တို့တွေဒီဝါကဘယ်လောက်လဲပေါ့နော်တန်ဖိုးဒီဝါဒီ watt တထောင်ဆိုလဲတထောင်ပေါ့နော်ဒါဆို1000 watt and battery ဆွမ်းဆောင်ရေး and battery ကကျွန်တော်တို့ဒီဘလောက် AH လဲပေါ့နော်150 AH battery ရဲ့ voltage ကျွန်တော်ကတော့ဒီ24 volt and သူကဒီမှာเนาะဒီ baking တော့စုပြမှုအစ်စ်တွေထိရောက်မှုတွေပါတယ်ညာတွေပေါ့เนาะအဲ့လိုမျိုးကျွန်တော်တို့တွေကိုကိုအစီမှာရှိတဲ့ဒီဘက်ထရီဒီဘက်ထရီရဲ့ဝအားတွေဒီတန်ဖိုးတွေပါတယ်အမ်ပီယာတွေပါတယ်ဗိုးတွေကျွန်တော်တို့ရိုက်ထည့်ပြီးတာနဲ့ကျွန်တော်တို့တွေဒီ sorry ဒီဒီနာပေါ့เนาะဒီတွက်ချက်ရံဆိုတဲ့နေရာကိုကျွန်တော်တို့တွေဒီနှိပ်နှိပ်လိုက်ရုံပဲပေါ့เนาะဒီတွက်ချက်ရံဆိုတဲ့နေရာကိုကျွန်တော်တို့တွေတစ်ချက်ဒီမှာเนาะဒီကောင်လေးကိုကျွန်တော်တို့တွေနှိပ်ပေးလိုက်ရုံပဲပေါ့เนาะအဲ့ဒါဆိုတော့ကျွန်တော်က တွက်ချက်ရံကိုကျွန်တော်တို့နှိပ်လိုက်မယ်ဒီ picking တော့ပြင်မှာเนาะဒီထိရောက်မှုစနစ်ပေါ့เนาะဒါဆိုတော့ကျွန်တော်တို့တွက်ချက်ရံကိုကျွန်တော်တို့ဒီနှိပ်လိုက်မယ်ပေါ့เนาะနှိပ်လိုက်မယ်ဆိုရင်ဒီမှာเนาะ battery လဲပချိန်ပေါ့เนาะဒီအောက်မှာဒီ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 အလယ်နားမှာပေါ့เนาะကျွန်တော်တို့ရဲ့ဒီကိုရဲ့ဒီအဖြေကိုသူပြထားပေးတယ်ပေါ့เนาะဒါဆိုတော့ battery လဲပချိန်3333 6လေးပေါ့เนาะဒါကတော့ကျွန်တော်တို့ကိုရဲ့ ီကိုအိမ်မှာရှိတဲ့ဘက်ထရီရဲ့ဒီတက်တန်းကိုပေါ့နော်ကျွန်တော်တို့လေးဒီတွေ့တာပေါ့နော်ဒီပြီးဆိုရင်ဒီမှာနော်ဒီဆိုလာပေါ့နော်ဆိုလာ sorry ကျမနော်ဒါကျွန်တော်အင်တာနက်ပိတ်ထားတာတော့မှပဲကြော်ညာတစ်ချက်ချက်ဝင်လာခြင်းနဲ့ပေါ့နော်ဒါဆိုတော့ကျွန်တော်တို့တွေဆိုလာတွက်မယ်ဆိုလာတွက်မယ်ဆိုကျွန်တော်တို့အရင်စုစုပေါင်းဒီဟိုဒီအသုံးပြုတဲ့ဝတ်အားဘယ်လောက်လဲပေါ့နော်ပြီးဆိုရင်ဘက်တရီဗိုအားဘယ်လောက်လဲ24ဗိုဒီဘက်တရီရဲ့စွမ်းဆောင်ရည်ကကျွန်တော်ကတော့ 150Ah ပဲပေါ့နော်လိုအပ်တဲ့ background bed art အချိန်ဆိုတာကျွန်တော်တို့တွေဒီတရက်ကိုပေါ့နော်ဒီဆိုလာမီးနဲ့ပေါ့နော်ဒီဘယ်လောက်သုံးမလဲပေါ့နော်ကျွန်တော်ကတော့ဒီ 9နိုင်ဆိုကျွန်တော်သုံးမယ်ပေါ့နော်9နိုင်ဆိုလာပြကျွန်တော်တို့ရဲ့ဆိုလာဝပြဝကဘယ်လောက်လဲပေါ့နော်ဒီထားလိုက်ပါတော့ကျွန်တော်က900ဝပေါ့နော်ဆိုလာပြတို့ချိတ်ဆက်ထားတော့ဝန်အားတော့ကျွန်တော်ကတော့ဒီ15 ampere လို့ကျွန်တော်ထိုက်လိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီတွက်ချက်ရင်ဆိုတာကိုကျွန်တော်နှိပ်ချလိုက်မယ်ပေါ့နော်ဆိုတော့ကဆိုလာပြတိုင်းရိုက်လောချိတ်ဆက်ထားပြီပေါ့နော်ဒါဆိုတော့ကျွန်တော်တို့ဒီကဒီဒီတကယ်လို့တဲ့ ဒီအောက်မှာဗောနောအဖြေရပို့လာတယ်ဗောနောဆိုလာပြားအရေးအတွက်ကကျွန်တော်တို့တွေနှစ်ချရှိမှာဗောနောဆိုလာပြားဤဝါအာ965ဝါဒီဆိုလာပြားရေတွက်ရနှစ်ကန့်ဆိုပြီးဆိုရှိတယ်ဗောနောโอเคဒါကတော့ကျွန်တော်ကတော့ဥပမာအနေနဲ့လာလုတ်ပေးတာဗောနောတခြားလုတ်စရာတွေဒီတွက်လို့ရတဲ့ဟာတွေလည်းအများကြီးရှိတယ်မြန်မာစာနဲ့အသုံးပြုလို့ရတာဖြစ်တဲ့အတွက်ကျွန်တော်အများကြီးအသုံးဒီမလုတ်ပြတော့ဘူးဗောနောမိတ်ဆွေတို့အနေနဲ့ဒီ ိုစိတ်ဝင်စားတဲ့ဟာကိုကိုအားရင်အားသလိုမျိုးဒီမြန်မာစာနဲ့ကျွန်တော်တို့တွေဒီစမ်းသပြီးဆိုရင် အသုံးပြုလို့ရရတဲ့ software လေးမျိုးလို့ကျွန်တော်ဒီလာပြီးညွှန်ပေးတာဖြစ်ပါတယ်เนาะโอเคကျွန်တော်ရဲ့ဗီဒီယိုကိုအစနဲ့ဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်တယ်ဒီနောက်ထားဒီလိုမျိုးမြန်မာစာနဲ့အသုံးပြုလို့ရတဲ့ software တွေကိုလည်းကျွန်တော်တင်ပေးအောင်မှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel ကို like and subscribe တွေမလုပ်ရသေးရင် like and subscribe လေးနဲ့အားပေးသွားကြပါဦးခင်ဗျာ